စီစဉ် press briefing မှာတို့အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်ကတော့နိုင်ငံတော်သမ္မတရုံးပြောရေးစခွင့်ရှိသူကျော်စောဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာ master 28ရက်နေ့ခုနှစ်တသမာခုနှစ် magnitude အားရှိတဲ့သခိုင်းငလင်ကြီးလှုပ်ခဲ့ပြီးနောက်ဆက်တွဲငလင်တွေလည်းလှုပ်နေတာကြောင့်မြန်မာပြည်သူပြည်သားတန်ပေါင်းများစွာဒုက္ခရောက်နေကြကြပါတယ် ဒီငလေကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အမျိုးသားညီမျိုးရေးအစိုးရရဲ့ယက်တီချက်ကတော့ရှင်းပါတယ်ငလေတံခံရတဲ့လူတွေဘယ်နေရာမှာပဲနေနေအကူအညီတို့တဲ့လူတွေအားလုံးအတွက်အတက်နိုင်ဆုံးထိထိရောက်ရောက်နဲ့ချက်ချင်းကူညီဆောင်ရွက်ပေးဖို့ပဲဖြစ်ပါတယ်ငလေဖြစ်ပြီးချင်းချင်းမှာကျွန်တော်တို့ NGO အစိုးရလူသားချင်းစာနာကူညီရေးနဲ့ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် Commission for Humanitarian Assistance and Disaster Response ကအရေးပေါ်စီဝေးခေါ်ခဲ့ပြီးကနဝူးအကူအညီအတွက်အမေရိကန်ဒေါ်လာတသန်းအတည်ပြုခဲ့ပါတယ်။ဒူတာချင်းစာနာမှုအတွက်ငလျင်တဲ့ဒေသတွေမှာထိုးစစ်တွေကိုယာယီရက်ဆိုင်ချောင်းကိုလည်းမတ်လ30ရက်နေ့မှာကျင်းပခဲ့ပါတယ်။အကူအညီပေးရေးလုပ်ငန်းတွေကိုကျွန်တော်တို့ရဲ့အုပ်ချုပ်ရေးရန်ဒီယာကာကွယ်ရေးရန်ဒီယာတွေဟာ CDM ဝန်ထမ်းတွေမဟာမိတ်အဖွဲ့အစည်းတွေပရိုက်တာအဖွဲ့အစည်းတွေနဲ့အတူတကွပူးတွဲ ်လောက်ကိုင်ဆောင်ရွက်နေပါတယ်မြို့သားညီညွတ်ရေးအစိုးရအနေနဲ့စကိုင်းမန္တလေးနေပြည်တော်ပဲခူးနဲ့ရှမ်းပြည်တောင်ပိုင်းဒေသတွေမှာရလင်းဘေးဒဏ်ခံရတဲ့ပြည်သူလူထုအတွက်ကြက်ငွေ9.6ဘီလီယံကျော် US ဒေါ်လာ1.3 million ခန့်ကုညီထောက်ပံ့ပေးနိုင်ခဲ့ပြီးထောက်ပံ့မှုကုညီမှုလုပ်ငန်းတွေကိုဆက်လက် လုပ်ကိုင်နေပါတယ်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့မြန်မာနိုင်ငံ ်ငြိမ်းငြိမ်းဆိုင်ရာပြန်လည်ထူထောင်ရင်းနဲ့ပြန်လည်တည်ဆောက်ရေးအစီအစဉ်မြန်မာ earthquake recovery and reconstruction plan ကိုပြင်ဆင်ပြီးမြန်မာနိုင်ငံစီးပွားရေးနဲ့လူမှုဝန်ကျင်မှာငလင်ကြောင့်တက်ရောက်မှုရော့ပါသွားအောင်စီစဉ်ဆောင်ရွက်နေပါတယ်။ငလင်နဲ့သက်ဆိုင်တဲ့ category တစ်ခုကိုလည်း NUG website မှာအချိန်နဲ့တပြေးညီတင်ပေးထားပါတယ်။ www. mug.myanmar.org/earthquake မှာဝင်ရောက်ကြည့်ရှုနိုင်ကြပါတယ်။တချိန်တည်းမှာစစ်ကောင်စီဟာငလင်ဘေးဒဏ်ခံရတဲ့ပြည်သူထုကို ကူညီဖို့ပြတ်ကွက်တဲ့အပြင်လူသားချင်းစာနာမှုအထောက်အကူတွေပေးနေတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပြည်တွင်းအဖွဲ့အစည်းတွေကိုအနောက်ရှက်ပေးနေပြီးအကူအညီပေးတာတွေကို တားဆီးပိတ်ပင်နေတာတွေတွေ့ရှိနေရပါတယ်။အဲ့ဒါတွေအပြင် ယခင်ပြည်သူအစိုးရလက်ထက်ကထားရှိပြင်ဆင်ထားခဲ့တဲ့တဘာဝဗေဒအန္တရာယ်အတွက်နိုင်ငံတော်ရန်ပုံငွေတွေကိုသူတို့နဲ့နှီးဆက်ရာပုဂ္ဂတိကလုပ်ငန်းတွေကိုထုတ်ချေခဲ့ပါတယ်။အခုလိုမလင်ဘေးဖြစ်လာတဲ့အခါနိုင်ငံတကာအဖွဲ့အစည်းတွေကပေးတဲ့ပစ္စည်းတွေကိုလိုအပ်နေတဲ့ပြည်သူတွေကိုဖြန့်ငွေပေးခြင်းမပြုဘဲနေပြည်တော်မှာတင်ဖြစ်တတ်လို့ထိမ့်သိမ်းထားတာတွေဓာတ်ပုံမှတ်တမ်းတွေအရတွေ့မြင်နေရပါတယ်။ဥပမာဆိုရင် အာဆီယံအဟစင်တာကပေးတဲ့ပစ္စည်းတွေကို မိုးထဲလေထဲတွေမှာပစ်ထားတာတွေလူလူလေစီမရောက်ပဲနေပြီးတော့မှာပဲဖြစ်လို့ထားတာတွေကိုတွေ့နေရပါတယ်။မန္တလေးမှာဆိုရင်လည်းစေရသောပြည်သူတွေကိုဘာမှအကူအညီမပေးဖို့အမောကမရှိဒုက္ခရောက်နေထိုင်နေရတဲ့ပုံတွေဟာလည်းတက်တဲ့တစ်ခုဖြစ်ပါလေ။ကိုကျိုးစွာရောင်းစားမှုတွေကြောင့်အကူအညီပစ္စည်း အစားအသောက်တချို့ဟာဈေးကွက်ထဲမှာရောက်ရှိလာတာတွေကိုတွေ့နေရပါပဲ။လွန်ခဲ့တဲ့နှစ်တွေကလည်းတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေတိမ့်ပတ်ရရှိခဲ့တဲ့စစ်ကောင်စီရဲ့စစ်စခန်းတွေမှာနိုင်ငံတကာအလှူပစ္စည်းတွေတင်းစီရခဲ့တာတွေလည်းရှိပါတယ်။အကြမ်းဖက်ရာဇဝတ်မင်းအောင်နိုင်ဟာဘင်းစတက်အစည်းအဝေးမတက်ခင်တည်းတွင်အတန်ကောင်းပြစ်ချင်လို့အပြစ်ခတ်ရက်စဲတယ်ဆိုပြီးကြေညာခဲ့တယ်။တစ်ချိန်တည်းမှာ အပြစ်မဲ့အရက်သားတွေကိုလေကြောင်းကနေတိုက်ခိုက်မှုတွေအကြိမ်ကြိမ်ဆက်လက်ပြုလုပ်နေပြီးမလင်ကန်ဒုက္ခရောက်နေတဲ့ပြည်သူတွေအပေါ်မှာရရဆက်ဆက်ကျူးလွန်နေတာတွေကိုတွေ့ရှိနေရပါတယ်အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့စောင့်ကြည့်လေ့လာမှုမှတ်တမ်းများအရငလင်ပြစ်ပွားချိန်ကစပြီးဧပြီလ23ရက်နေ့အထိငလင်တန်းခံဒေသတွေအပါအဝင်နိုင်ငံအနှံ့အပြားမှာစစ်ကောင်စီကလေကြောင်းက ဘုံကျဲတက်ခတ်မှုပေါင်း196ကျင်းလက်လက်ကြီးပြစ်ခတ်မှုပေါင်း64ကျင်းပြုလုပ်ခဲ့ပြီးဒေချောင်းနဲ့လက်လက်ကြီးတက်ခတ်မှုကြောင့်တင်ဆုံးအရက်တော်ဥယျစုစုပေါင်း235ဦးရှိပြီးဒဏ်ရာရအရက်တော်ဥယျစုစုပေါင်း429ဦးရှိပါတယ်။နိုင်ငံကဒေသတွင်းနဲ့အင်ဂျင်နိုင်ငံများအနေနဲ့စစ်ကောင်စီရဲ့တဘာဝဘေးအန်ဒီယာတွေကနေ အမျက်ထုတ်မှုတွေကိုသတိထားစောင့်ကြည့်ကြဖို့ကိုတိုက်တွန်းပြောကြားလိုပါတယ်ကျွန်တော်ဖြည့်စွက်ပြီးပြောချင်တာကစကိုင်းငယ်လေးငယ်လေးကြီးကြောင့်ဒုက္ခရောက်ကြတဲ့မြန်မာနိုင်ငံမှာပြည်သူလူထုများကိုအကူအညီပေးဖို့အချိန်မဆိုင်ပဲချက်ချင်းရောက်လာပြီးအကူအညီများပေးကြသောအိမ်ကြီးချင်းနိုင်ငံများအာဆီယံအဖွဲ့နိုင်ငံတကာနဲ့ UN အဖွဲ့အစည်းများ US UK EU Canada Australia အစရှိတဲ့နိုင်ငံများစွာကို ကျေးဇူးတင်ပါကြောင်းပြောကြားလိုပါမယ်။အာဆီယံဖွဲ့ကြီးအနေနဲ့ဆိုရင်လည်းအဟစန်တမတ်စင်အကူအညီများပေးနေပြီးအာဆီယံအလက်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့မလေးရှားနိုင်ငံရဲ့ဝန်ကြီးချုပ်ကလည်းလက်လင်ကျောက်ဒုက္ခရောက်နေတဲ့လူတိုင်းကိုအကူအညီပေးရမှာအနောက်အချက်အတားစီမပြုတ်ဖို့အတွက်အကြံဖက်စစ်ကောင်းဆောင်မင်းအောင်နိုင်ကိုတိုက်တွန်းကြေကြားထားတယ်လို့လည်းတွေ့ရှိရပါတယ်။တစ်ချိန်တည်းမှာ အာဆီယံလက်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံဝန်ကြီးချုပ်ဟာအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝန်ကြီးချုပ်ရဲ့ဧပြီလ16ရက်နေ့မှာတရားဝင်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။အာဆီယံလက်ကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နဲ့ကျွန်တော်တို့ပြည်တော်စုဝန်ကြီးချုပ်တို့တော်လှန်ရေး၄နှစ်တာကာလအတွင်းမှာပထမဆုံးအကြိမ်တရားဝင်ဆက်သွယ်ဆွေးနွေးမှုကို အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုပါတယ်။ပြည်သူပြည်သားတွေလိုချင်တဲ့ငြိမ်းချမ်းသာရဝတ်ပြောတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်အောင်ဥတီမဲ့အားလုံးပါဝင်တဲ့ဒေသဆိုင်ရာဆွေးနွေးပွဲတွေဖြစ်ဖို့အတွက်အရေးပါတဲ့အဆင့်တစ်ခုဖြစ်တယ်လို့လည်းထင်မြင်မိပါတယ်။အကျိုးရှိတဲ့နောက်ထပ်ထိပ်သီးဆွေးနွေးပွဲတွေဖြစ်တာဖို့လည်းမျှော်မှန်းပါတယ်။ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရနဲ့မဟာမိတ် K3C တို့ရဲ့ဘုံသဘောထားယက်တီချက်မှာတောထားတဲ့အချက်၆ချက်ကိုအခြေခံပြီးစစ်မှန်တဲ့ဆွေးနွေးပွဲတွေ inclusive dialogue တွေဖြစ်လာတဲ့ဘုအတွက်ညှော်လင့်ပါတယ်။လက်ရှိမှာညမပြည်သူလူထုအပေါ်မင်းအွန်လိုင်းနဲ့စစ်ကောင်စီကအကြမ်းဖက်လုပ်ရက်တွေကျူးလွန်နေတာကို အာဆီယံကလက်လူမရှုဖို့အရေးကြီးပါတယ်။အကြမ်းဖက်လုပ်ရက်တွေကိုလက်လူရှုထားမယ်ဆိုရင်ညမနိုင်ငံမှာငြိမ်းချမ်းတည်ငြိမ်မှုတည်ဆောက်တဲ့လုပ်ငန်းစဉ်တွေထိရောက်စွာအကူအညီပေးနိုင်မှာမဟုတ်ဘူးဆိုတာပြောကြားခြင်းပါတယ်။ ညမအကြက်အတဲပြေလည်ဖို့အတွက်အကျမ်းတော်စစ်အုပ်စုဟာအပြည့်မဟုတ်ဘူးဆိုတာလေတိတာထင်ရှားနေပါလေအာဆီယံအဖွဲ့အနေနဲ့အမျိုးသားညီညွတ်ရေးဆိုရတဲ့တော်လန်ရဲ့အင်အားစုတွေနဲ့တရားဝင်ထိပ်တွေ့ပြီးနိုင်ငံရေးထေရှားဖို့လောက်ကင်ကျင်းကသာရေရှည်တည်တက်ခိုင်မာတဲ့တည်ငြိမ်အေးချမ်းမှုကိုရနိုင်တဲ့တခုတည်းသောနီလန်ဖြစ်တယ်ဆိုတော့ပြောကြားခြင်းပါလေနောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်ပြောကြားခြင်းတော့ ျွန်တော်တို့မျိုးသားညီညွတ်ရေးဆိုရခုကံတော်လှန်ရေးရှင်နွယ်လာတာဟာလင်းနစ်တာပါတော့နဲ့ပတ်သက်ပြီးတော့ကီသူတို့အစီအခံစာထုတ်ပြန်ခဲ့ပြီးဆိုတာပါဖြစ်တော့ပါကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ကီသူတော်လှန်ရေးရှင်နွယ်တဲ့အခါမှာမဟာပြွာနီလန်6ခုတတ်မှတ်အကောင့်ထယ်ပေါ်ရရှိတယ်ဆိုတော့ကီသူတို့သူကိုအစီအခံစာမှာအသေးစိတ်ထည့်သွင်းတင်ပြခဲ့ပြီးဖြစ်ပါတယ်အဲ့ဒါတွေကတော့နိုင်ငံရေးနီလန်နိုင်ငံသားရေးနီလန် စစ်ရေးနီလန်အုပ်ချုပ်ရေးနီလန်ဗန္ဒာရေးနီလန်လူထုဆက်ဆံရေးနီလန်တို့ပဲဖြစ်ပါတယ်2024ခုနှစ်စက်တင်ဘာလကစပြီး Federal အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာ အခြေခံဥပဒေ Articles of Federal Transitional Arrangement After all NUG NUCC တို့ဖြစ်တာမကတိုင်းရင်းသားအဖွဲ့အစည်း၉ဖွဲ့တို့နဲ့လည်းပူးပေါင်းပြီးတော့စ조사ဆောင်ရွက်နေရှိတယ်ဆိုတော့အစီရင်ခံထားပါတယ် စစ်ရေးကဏ္ဍမှာဆိုရင်လည်းပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းတပ်ဖွဲ့350ကျော်ဖွဲ့စည်းတောင်းတပြီးဖြစ်သလိုပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့လည်းမြို့နယ်ပေါင်း235မြို့နယ်မှာဖွဲ့စည်းထားပြီးဖြစ်တယ်ဆိုတာလည်းအစီအခံတင်ပြထားပါတယ်တော်လရေးကာလမှာစိန်ခေါ်မှုတွေအမြောက်အများရှိနေပေမဲ့လည်းတော်လလူထုရဲ့ပူပေါင်းပါဝင်ထောက်ပံ့မှုမဟာမိတ်တော်လရေးအဖွဲ့အစည်းတွေရဲ့စတူတကွ ကူတွဲဆောင်ရွက်မှုနဲ့ဝိညာဉ်ကူညီမှုတွေနဲ့ရင်းဆိုင်ဖြည့်ရှင်းကြော်လွှားနေတယ်ဆိုတာကိုလည်းပြောကြားခြင်းပါတယ်ဒီကာလအတွင်းမှာအရေးကြီးဖြစ်ပေါ်တိုးတက်မှုတွေအနေနဲ့ဆိုရင်တူမီလက်နဲ့နဲ့ခုခံတော်လှန်ခဲ့တဲ့အနေထားကနေပြည်သူ့ကာဝေးတပ်မတော်တရက်ဖြစ်ပေါ်လာအောင်ဖွဲ့စည်းနိုင်ခဲ့ကြပါတယ်တော်လှန်ရေးစိုးမိုးနေမြေတွေလွတ်မြောက်နေမြေတွေပေါ်ပေါက်လာပါတယ်ပြည်သူ့အုပ်ချုပ်ရေးရန်ရာတွေ တီထောင်လက်ပတ်နိုင်ခြင်းဆိုတဲ့တော်လရင်ရဲ့ရလက်သုံးခုပေါ်ထွက်လာပြီဆိုတော့ပြောပြခြင်းပါလေဒေတာအလိုက်လွံ့မြောက်မှုကနေတီတော်စုတစ်ခုလုံးလွံ့မြောက်တဲ့အထိဒီဇိုင်းမမက်ဆက်လက်ချိုးပန်းဆောင်ရွက်သွားမယ်ဆိုတော့လေးနှစ်ပြည့်အစီအကံတင်ပြမှုထဲကနေထုတ်နှုတ်ဖော်ပြလိုက်ပါလေညမာပြည်သူအပေါင်းခိုင်မာတဲ့တော်လှန်စိတ်နဲ့ကြံ့ကြံ့ခိုင်ရင်ဆိုင်ကြရင်ဘေးရန်အမျိုးမျိုးကနေ ကျေးဝေးကြပါစေလို့ဆုမကောင်းတောင်းပါတယ်ကျေးဇူးတင်ပါတယ်